ထိုက်တန်းတစ်ထည်မှကြီးဆိုပေမဲ့ဟဲဝိရန်ရဲ့စုပ်ပြည့်တစဉ်ကိုလက်ဖွဲ့တဲ့ငွေပမာဏနဲ့လို့လူပြောများနေတဲ့ဝိမုံရွှေရင်မြန်မာလူမျိုးတွေရဲ့မင်္ဂလာပွဲတွေမှာလက်ဖွဲ့ငွေပေးတာကရိုးရာတလီထုံတန်းစင်လာပါဒါကလည်းမင်္ဂလာဦးမှာမင်္ဂလာဆောင်ကြတဲ့ဇနီးမောင်နှံတို့ဘဝရှိရေးအတွက်အပရိသတ်တွေစေတနာတတာတရားရှိသလောက်ထည့်ပေးကြတာဖြစ်ပါတယ်ဒါပေမဲ့တင်ယောက်ဆောင်မင်းသမီးဝတ်မုံရွှေကြီးကတော့ဟင်းဝရရဲ့စုပ်ပြည့်တစဉ်ရဲ့မင်္ဂလာပွဲမှာလက်ဖွဲ့တဲ့ငွေပမာဏကြောင့်တော်တော်လေးကိုလူပြောများနေတာဖြစ်ပါတယ် အလုံးတိကြတဲ့အတိုင်းမိနီကဟဲဝီရဲနဲ့စိုးပြေတစင်ရဲ့မင်္ဂလာပွဲကိုတော့ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့တာပါအဆိုပါမင်္ဂလာဆောင်တွဲရဲ့မင်္ဂလာပွဲကိုတော့အနုပညာလောကထိတ်တန့်မှုပညာရှင်များစွာဝေကောင်းဆန်းလာရင်းနဲ့တက်လာခဲ့တာပါဒီလိုဟဲဝီရဲနဲ့စိုးပြေတစင်တို့ရဲ့မင်္ဂလာပွဲကိုတက်လာတဲ့အနုပညာရှင်တွေများစွာတွေမှာအထင်ရှားဆုံးဖြစ်နေတာကဝိမုံရွှေကြီးပါ ဝမ်မောက်ရွှေရင်ဟာပန်းရဝတ်စုံလေးနဲ့ချက်တည့်ရရှိရှိမင်္ဂလာဆောင်တွဲရဲ့မင်္ဂလာပွဲကိုရှောင်လာပါတယ်။ဒါပြင်သူမရဲ့လက်တိုင်မှာဆင်မြန်းထားတဲ့စိန်ပရက်ကြီးကလည်းတတော်လေးလူပြောများနေတာပါ။အတွင်းတည်တဲ့တွင်နဲ့ရတနာတောင်းဝန်းရဲ့ခမ်းမန်းချက်တွေအရဒီပင်ရကြီးဟာတာမန်မဟုတ်ပါဘူး။ကမ္ဘာအကောင်ဆုံးပြည်တံပရမျာတွေနဲ့အတန်စင်ဆုံးစိန်တွေကိုပေါင်းဆက်ထားပြီးတန်မှုကအမေရိကန်ဒေါ်လာတန်း100လောက်တန်ကြီးရှိနေတာပါ ဒါပြင်ဝိမုံရွှေရဲ့အလှတရားနဲ့သူမဆင်မြန်လာတဲ့ယရနာရဲ့အရာဝါကတတို့သမီးစုပြည့်တစင်ရဲ့ခန္ဓာမှုထက်တောင်ပိုပြီးထင်ရှားနေတယ်။ပိုပြီးခန္ဓာလှပနေတယ်ဆိုပြီးလူပြောများနေတာဖြစ်ပါတယ်။ဒါဟာဝိမုံရွှေကသူ့ရဲ့ကြောဝချမ်းသာမှုကိုအလုံးရဲ့ရှေ့မှာတရားဝင်ချပြလိုက်တာပါ။သူခင်မုန်းတဲ့ကလည်းထိတ်တန့်တထေးကြီးတူဖြစ်တာကြောင့်ဒီလိုဆင်မြန်နိုင်တာမဆန်းပါဘူး။ဒါပေမဲ့ကဲဒီကပြဿနာကဒီမှာဆရာပါ။ ဝမ်မောက်ရွှေရင်ဟာဟေးဝင်းရဲ့စိုးပြစ်တဲ့စင်တို့အတွက်မင်္ဂလာလက်ဖွဲ့ချိန်မှာလက်ဖွဲ့ငွေကသိန်း30ပဲလက်ဖွဲ့လို့လူပြောများနေတာဖြစ်ပါတယ်။အလုံးသိကြရင်ယနေ့ခေတ်ကာလမှာသိန်း30ဆိုတော့ဘာမှလုံးလို့မရတဲ့ပမာဏပါ။ဘာတခါထိုင်စာမရှိပါဘူးဆိုပြီးတော့တောင်းဥပမာပေးနေကြပါတယ်ဒီလိုငွေပမာဏကနည်းတယ်လို့ဆိုကြတာပါဝမ်မောက်ရွှေရင်ဟာထိတ်တန်းတစ်ထိမှကြီးဖြစ်တာကြောင့်လေဒီထက်အများကြီးလက်ဖွဲ့တင်တယ်လို့ဆိုကြတာဖြစ်ပါတယ် ဝမောင်ရွှေကြီးရဲ့ခင်မွန်းတဲ့ကလည်းထိတ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်နေရကြောင်းအနည်းဆုံးသိန်းတရာဒါမှမဟုတ်သိန်း300လောက်လက်ဖွဲ့တင်နေလို့ဆိုကြတာပါဒါပေမဲ့လည်းတချို့ကတော့သိန်း300ဆိုတာကမနည်းတဲ့ပမာဏဖြစ်ကြောင်းဘလောက်ပဲချမ်းသာတာကိုယ်စေတနာရှိလောက်ပဲလက်ဖွဲ့မှာဖြစ်ကြောင်းဘာကိုမချေမနှက်ဖြစ်နေတာလဲဆိုပြီးဝမောင်ရွှေကြီးဘက်ကပြန်လဲခုခံပြောဆိုနေကြတာတွေလည်းရှိပါတယ်တကယ်တော့ဒီကိစ္စမှာစေတနာစရိတ်စကားကအဓိကဖြစ်လာပါတယ် ဝမ်မောက်ရွှေကြီးစင်မြန်လာတဲ့ဒေါ်လာတန်းနေရတဲ့ဘရက်ကြီးကသူ့ရဲ့အစင်တန်းနဲ့ကျွမ်းဝမှုကိုပြတာပါဒါပေမဲ့လက်ဖွဲ့ငွေစရာကတော့မင်္ဂလာမောင်နှံပေါ်ထားတဲ့ရှင်နေမှုနဲ့မြေတားကိုပြတာဖြစ်နိုင်ပါတယ်တချို့ကတော့တထင်းမကြီးဖြစ်တာနဲ့ညီသိန်း300လောက်တော့ထည့်တဲ့နေဆိုပေမယ့်တချို့ကတော့သိန်း300ဆိုတာကတော့တာမန်လူတယောက်ရဲ့မင်္ဂလာပွဲအသေးစားတစ်ခုလုံးရဲ့ကုန်ကြဆေးလောက်ရှိနေပါပဲ။ဒါကြောင့်တထင်းမလို့အများကြီးထည့်ရမယ်ဆိုရဲ့ဖိအားမျိုးကရောတကယ်လည်းရှိတယ်လား။ ဒါမှမဟုတ်ဝိမုံရွှေကြီးကချမ်းသာလိုလူရည်ရဲ့မျက်စိထဲမှာစူးတော်လာလားဆိုတာကတော့တကယ့်ကိုစိတ်ဝင်စားစရာအငင်းပွားမှုတစ်ခုဖြစ်နေတော့မှာပဲပရိသတ်တို့ကရောဝိမုံရွှေရင်လက်ဖွဲ့တဲ့ပမာဏကနည်းတယ်လို့ထင်ပါသလားမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင့်